န်နီကင်းမှာတယောက်တည်းရက်တီတော့မှဖြစ်ပြီးတော့တော့ရပြန်ဆောင်မှုဖြစ်နိုင်တော့တဲ့အွန်လိုင်းအားလုံးပဲမင်္ဂလာပါဆယ်လီတန်နီဘေးကနေပြန်လဲကြိုဆိုလိုက်ပါရင်အွန်လိုင်းတော့လဲစူပါလင်းတို့တော့ရောက်ကကိုဗစ်ကာလမှာကလေးကဖန်နီကင်းဆိုတဲ့ဟာတာဗီယိုလေးကိုတင်ပြီးတော့အောင်မြင်လာခဲ့တာပါအွန်လိုင်းကတော့လက်ကိုဆီအားဖြစ်တင်ခဲ့ပြီးတော့လူအများကိုဖျော်ဖြေနိုင်မှုတွေဗီယိုလေးဖန်နီခဲ့ပါရင်ငွေကြေးတန်နိုင်နေအွန်လိုင်းကငွေတွေကိုစိုက်ထုတ်ပြီးတော့ကလပ်နဲ့စူပါလင်းတို့ကတော့အမှုပညာကိုစိုက်ထုတ်ကအတွင်းညီညီတယောက်ဆောင်ခဲ့ကြပါရင်ဒါကြောင့်မလို့ဖန်နီကင်းလို့ပြောလိုက်ရှင်တော့ ို့300လောက်ကိုတွဲပြီးတော့မြင်ကြပါရီ။ဖန်နီကင်းလို့ပြောလိုက်ရင်ကလေးတွေရောလူကြီးတွေပါအားပေးကြတဲ့အဖွဲဖြစ်လာခဲ့ပါရီ။ကိုဗစ်ကာလမှာအလုပ်တွေနားကျတဲ့အချိန်တော်လနဲ့စူပါလင်းတို့ကအွန်လိုင်းနဲ့ပေါင်းပြီးတော့အရင်ငါးချက်ပို့ပြီးအောင်မြင်လာပါရီ။အခုတော့သူတို့300ဖွဲ့လျာကွဲသွားပြီဖြစ်ပြီးအွန်လိုင်းတယောက်ပဲကျန်ခဲ့ပါတော့ရီ။တော်လနဲ့စူပါလင်းဟာခင်လိုင်းရဲ့တပည့်တွေဖြစ်သွားခဲ့ပြီးတော့ဖန်နီကင်းမှာအွန်လိုင်းတယောက်ပဲကျရပါတော့ရီ။တော်လနဲ့စူပါလင်းဟာခင်လိုင်းနဲ့တူဇက်ကားတွေကိုရှိုက်ကူးရတာကြောင့်အွန်လိုင်းကပဲဖန်နီကင်းမှာဟာတာဗီယိုတွေကိုရှိုက်ကူးနေရပါရီ။ ဖန်နီကင်ဟာအဖွဲကွဲသွားတဲ့နောက်ပရိသတ်တွေဟာသူတို့တဝောက်ကိုအတူတူပြန်မြိုက်ကြတော့ဘူးလားလို့မေးကြပါတယ်။သူတို့တဝောက်ကအတွဲညီလို့အရှင်လိုဗီယိုလေးတွေကိုပြန်မြင်ကြကြတာပါ။အွန်လိုင်းကတော့သူတို့ရဲ့အဖွဲကဘယ်တော့ပြန်ပြန်မဆုံနိုင်ဘူးလို့ပြောလိုက်ပါတယ်။ညှို့လိနေတဲ့ပရိသတ်တွေကိုတော့အားနာပေမဲ့လေအခုတော့တယောက်တည်းပဲကြိုးစားနေရပါတယ်။ပရိသတ်တွေကတော့သူတို့အဖွဲကိုလမ်းခွဲလိုက်တယ်လို့ထင်ပေမဲ့နောက်ွယ်မှာလူများမသိသေးတဲ့အရာတွေကြံနေပါသေးတယ်။အချိန်အားအတူတူကြိုးစားခဲ့ပေမဲ့အောင်မြင်လာခဲ့ပြီးနောက်မှာပြောင်းလဲသွားတဲ့အရာတွေကိုအွန်လိုင်းကမြင်လိုက်ရပြီးတော့ ဘသူကမှမရှုံရဲတော့ပါဘူးသူတို့ဖွဲ့ကကံကောလုံး꿰သွားတာဖြစ်ပြီးတော့ရေဆက်တွေကုန်သွားရင်ပြန်ဆုံမို့ဆိုတော့ဖြစ်နိုင်မှုလို့ပြောလိုက်ပါတယ်အွန်လိုင်းကဖန်နီကဲမှာငွေစိုက်ထုတ်ခဲ့ပြီးတော့ဘသူမှမရှိသေးခင်မှာလည်းတယောက်တည်းစူးစမ်းခဲ့ရသလိုအောင်မြင်လာတဲ့ချိန်မှာလည်းထားသွားတာကိုကြုံလိုက်ရပါတယ်အခုတော့အွန်လိုင်းကတယောက်တည်းလေးဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ဖန်နီကဲမှာဗီဒီယိုတွေပြန်လည်ရှိုက်ကူနေပါတယ်သူတို့ရဲ့ဗီဒီယိုတွေရှိုက်ကူရတာကတော့အရင်းနှီးတွေကြီးမားခဲ့ပြီးအတွေ့အကြုံတွေလည်းရှားလိုက်ပါတယ်တောင်မြောက်တူတူအလုံးစင်ကာလာကလည်းပြုတ်ဖို့ကောင်းပြီးတော့တယောက်တည်းတင်ခဲ့ ော့လည်းဆင်ပြေပါတယ်လို့အွန်လိုင်းကကိုယ့်ကိုယ်ကိုနှစ်သိမ့်နေရပါတယ်။အွန်လိုင်းကစူပါလင်းနဲ့တွက်လက်တို့လိုစကားတွေမရိုက်ကူရပေမဲ့လည်းသူ့ကိုအားပေးတဲ့သူတွေကတော့ရှိနေပါတယ်။တယောက်တည်းကြံခဲ့လေအားပေးမယ်ဆိုတဲ့ပရိသတ်တွေကြောင့်ဖန်နီကင်းမှာအွန်လိုင်းကပြန်လည်ပေါ်ထွက်လာပါတယ်။တယောက်တည်းကြံခဲ့တာကလေဘသူလောင်ရင်မှမမီတော့ပဲကိုယ်စိတ်တိုင်းကြစူးစမ်းလို့ရတဲ့အကြောင်းအုံနိုင်ကိုအားပေးနေကြပါရင်ခင်မရသောသူတွေကတော့သူ့ကို ားရိုက်ခဲ့တာကြောင့်မလို့အွန်လိုင်းကစိတ်မကောင်းဖြစ်ပေမဲ့ဘသူကမှအပြစ်မမြင်တော့ပါဘူး။ပရိသတ်တွေကတော့သူတို့အဖွဲ့ကွဲသွားတာကခင်လိုင်ကြောင့်ဖြစ်မယ်ဆိုပြီးတော့ပြောနေကြပါရယ်။ခင်လိုင်ကစူပါလင်းနဲ့တွက်လက်တို့ကိုအတူတွဲခုံမယ်ဆိုပြီးတော့စကားတွေလည်းရှိုက်ကူနေပါရယ်။စူပါလင်းကတော့ခင်လိုင်ကိုသူ့ရဲ့လက်ဦးစီအဖြစ်ကျေးဇူးတင်နေခဲ့သူဖြစ်ပြီးပရိသတ်တွေကတော့ဘသူကိုဘလို့စိတ်ထားရှိကြောက်ခွဲခြားပြီးတော့သိကြပါရယ်။ဖန်နီကင်းမှာတယောက်တည်းကျင်ခဲ့တဲ့အွန်လိုင်းကိုဆက်ပြီးတော့အားပေးသွားမှာလား။ဖန်နီကင်းအဖွဲ့ကွဲသွားတာဘသူကြောင့်လဲဆိုတာကွန်မန့်မှာပြောခဲ့ပေးပါဦးရှင်။ကြည့်ရှုပါပေးခဲ့ကြတဲ့အားလုံးကို ောကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာအကောင်းတဲ့ဆယ်လီတဲ့နုပညာရှင်တွေရဲ့အကြောင်းတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့တော့လောက်နဲ့ပဲနှုတ်ဆက်ခဲ့ကြပါမယ်။